အားလုံးပဲမင်္ဂလာပါကျွန်တော်ကကလေးတူဦးဆောင်ကြီးဗမခဦးစောဝင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ကလေးတွေမှာဖြစ်များတယ်ဝင်းပြေဝင်းချောယောဂအကြောင်းနဲ့ဝင်းပြေဝင်းချောကုသရာမှာအဓိကအရေးကြီးဆုံးကုသမှုဖြစ်တဲ့တစားရေအကြောင်းဦးစားပေးပြီးတော့ပြောကြားသွားဖို့ရှိပါတယ်ကဲကလေးမှာရေဘူးရအဖြစ်ဆိုရင် တနေ့မှာ၃ချိန်တည်းသွားရင်ဝင်ပြတ်တယ်လို့သတ်မှတ်ပါတယ်ဒီ၃ချိန်မသွားဘဲနဲ့တစ်ချိန်တည်းသွားလဲဒီသွားတဲ့ဝင်ကလုံးဝအရေးဖြစ်နေပေါ့နော်ဆိုလိုတာထည့်လိုက်တဲ့ခွဲရဲ့ပုံသဏ္ဍာန်အတိုင်းစီးသွားတယ်ပေါ့နော်အဲဒါဆိုလို့ချင်းလည်းဝင်ပြတ်တယ်လို့သတ်မှတ်ပါတယ်အဲ့မှာဒီချွန်းချက်တခုတော့ရှိပါတယ်ဒီမိခင်တို့ဆိုးတဲ့မွေးမွေးကင်းစကလေးတွေဆိုလို့ရှိရင်เนาะနိုးစုပ်ကလေးတွေဆိုရင်တော့ အဲနှုတ်ဆိုပြီးတိုင်းနည်းနည်းနည်းခဏခဏသွားတတ်ပါတယ်ဒါတော့ကျွန်တော်တို့ကဝင်ပြတယ်လို့မသတ်မှတ်ပါဘူးဒီကလေးမှာဝင်ပြဝင်ချော့ဖြစ်တဲ့အကြောင်းတွေကတော့အများကြီးရှိပါတယ်ဒီယောဂပိုးမွားတွေအကြောင်း ဖြစ်နိုင်တယ်စားတောက်တဲ့စားတောက်ကြောင့်လည်းဖြစ်နိုင်တယ်ပေးတဲ့ဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့ဒါတော့ဒီကလေးရဲ့အသက်အရွယ်လိုက်နောက်ပြီးတော့ ီရာသီဥတုပေါ့နော်ဒီနှစ်ကအချိန်ကာလလိုက်ပြောင်းလဲမှုတွေရှိပါတယ်ဒီယောဂပုံမွားတွေထဲမှာတော့အဖြစ်များတာတော့ဒီဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တာများတယ်အဲ့မှာဒီရိုတာဗိုင်းရပ်စ်ဆိုတာကတော့မိုးတွင်းမှာဆိုရင်ကလေးဝင်သွားတဲ့အခါမှာဖြစ်များပါတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာတော့ဒီရိုတာဗိုင်းရပ်စ်ကွယ်ဆေးကိုပေးနိုင်ပေးနေပြီဖြစ်တဲ့အတွက်ဒီရဲ့ပမာဏတော့နည်းသွားပါတယ်အဲ့လိုပဲဒီပြင်ချဗိုင်းရပ်စ်ကလည်းဖြစ်နိုင်တယ် ဘက်တီးရီးယားပိုးတွေထဲမှာဆိုတော့ E coli ဘက်တီးရီးယားဆိုတာကြောင့်ဖြစ်နိုင်တယ်လို့ကာလာဝိုင်းရောဂါဖြစ်တဲ့ cholera ဘက်တီးရီးယားကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခါလေကျတော့ဘက်တီးရီးယားဝင်းကိုက်ရောဂါဖြစ်နိုင်တယ်အမီးဘာဝင်းကိုက်ရောဂါဖြစ်နိုင်တယ်။ဒါတွေကဖြစ်များတဲ့ရောဂါတွေပါ။ကျွန်တော်ကတော်တော်များတော့ဒါတွေကိုဟိုယောဂလက္ခဏာပေါ်မူတည်တာရဲ့နောက်တက်ခွဲဆန်းတက်မှုတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့စစ်စစ်ရွေးချယ်ရပါတယ်။ ဝင်ပြတဲ့အခါကျတော့အဓိကအနေကတော့ဒီခန္ဓာကိုယ်ကရေနဲ့စားတက်တွေဆုံးဆုံးသွားပါတယ်အဲ့လိုဆုံးဆုံးသွားတဲ့အခါအဲ့လိုရေခံကြောင့်မရှိသွားတယ်အဲ့တော့သွေးထဲမှာဒီလေပတ်တဲ့သွေး ပမာဏနည်းသွားတယ်ခန္ဓာကိုယ်သွေးလေပတ်မှုမကောင်းတော့ဘူးဆိုလို့ရှိရင်အားလုံးကိုထိခိုက်သွားနိုင်ပါတယ်မှာကြောက်ကလည်းထိခိုက်နိုင်တယ်နှလုံးလည်းထိခိုက်နိုင်တယ်အုံနောက်လည်းထိခိုက်နိုင်တယ်ဘောနော်အဓိကအနေကတော့ဝင်ပြဝင်လျှောဖြစ်တယ်ဆိုလို့ရှိရင်เนาะ ဝင်ပြောင်းဝင်လျှော့မှလည်းအာနာလည်းတွဲတက်တယ်ပေါ့နော်အာနာဝင်ပြောင်းဝင်လျှော့ပြင်ခန္ဓာကိုယ်မှာအရေခံချမှုဖြစ်သွားပါလားအဲ့ဒါတော့လူကြီးမှရောကလေးမှရောဖြစ်တဲ့သို့တော့ကလေးတွေကတော့ပို့ပြီးတော့ခန္ဓာရည်နေတာပေါ့နော်ဒီလေအရမ်းမျိုးပို့ပြီးတော့ဒီဟာကလက္ခဏာနိုင်ပိုင်းတွမှသိတာလာနိုင်ပါလားရေခန်းချောင်းမှုကုသတာကအရေးကြီးဆုံးအချက်ပါပဲပထမဆုံးဆုံး လုတ်ကိုလုတ်ရမယ့်အရာဖြစ်ပါတယ်အဲ့လိုလုတ်တဲ့အခါမှာဒီနှမျိုးလုတ်လို့ရတာပေါ့နော်အလွယ်တာနဲ့ဖြစ်လဲဖြစ်နိုင်တဲ့အများဆုံးလဲဟိုရရှိနိုင်တဲ့ဟာတော့ဒီဇက်ကတိုက်တာပါပဲဒါကိုကျွန်တော်တို့က oral rehydration therapy ပေါ့နော်ဒီရေခမ်းကြောက်မှုကိုဒီဗဇက်ကတိုက်ပြီးတော့ကုသခြင်းပေါ့နော်ဒါကအဓိက ရေချစ်သုံးပါပဲတချို့ဗဇက်ကတိုက်တိုက်လို့မရတော့နှုံးခွင်နေတဲ့လူတွေနောက်ပြီးတော့အန္တရာယ်ဝင်တော့တော့များလွန်းတဲ့လူတွေမှာတော့ အကျော်စေးရေသွင်းပြီးတော့ကုသပါတယ်အကျော်စေးကျွန်တော်တို့ကျော်ဆွေးပိုက်သွင်းမယ်ပြီးရင်စားတတ်ပါတဲ့အရည်တွေပေါ့နော်အဲ့ဒါတွေကိုပြသွင်းပါတယ်ဒါကြတော့လေဆေးုံဆေးကနေမှမှလုပ်လို့ရတယ်ပေါ့နော်ခုနလိုပါးစပ်ကတိုက်တာတော့ဒီဘယ်နေရာမှမဆိုလုပ်လို့လည်းရတယ်အလွယ်တကူလည်းလုပ်လို့ရတယ်ပေါ့အဲ့ဒီခါမှာကျွန်တော်တို့ကတတ်စားရေတိုက်တာကိုအဓိကသုံးပါတယ် မြပြဝန်လျှောဖြစ်တဲ့အခါမှာเนาะကလေးပဲဖြစ်ဖြစ်လူကြီးလည်းဖြစ်ဖြစ်ဒီအဓိကအရေးကြီးဆုံးကုသမှုပါဒါစာရေးပါပဲเนาะဒါစာရေးတိုက်ခြင်းအပြင်အရေးခံချမှုခုနပြောထားတယ်အရေးခံချမှုကိုပြန်လဲပြီးတော့ကောင်းစေနိုင်တယ်ပေါ့เนาะကြောစည်သွန်းနဲ့ဆိုတာနေရာတကာတိုင်းမှာရကျင်မှာရမယ်ပေါ့เนาะဒါစာရေးရတော့ရအရင်တော့ကတော့ဒီကြောစည်ပဲသွန်းကြတယ်လူတွေလည်းအများကြီးသိဆုံးတယ်အဲမဲ့နောက်ပိုင်းမှာဒီဇီဝဓာတုပညာရှင်တွေပေါ့လေစေသိပ္ပံပညာရှင်တွေကတွေးရှိလာတာက ဥရေရောင်ရမ်းနေတဲ့အချိန်မှာတောင်မှနော်ဒီဟိုကလာဝမ်းယောဂလိုဖြစ်နေတဲ့အချိန်မှာတောင်မှဥရဲ့ cell လေးတွေကလှုပ်လှုပ်နေတယ်။နောက်ပြီးတော့ဒီတကြားနဲ့စားဖို့ပေါ့နော်။ဒီချိုးကြဖြော်လို့ရှိရင်ချိုးကြတိုက်လို့ရှိရင်တကြားကိုစုပ်ရင်းနဲ့စားဖို့စုပ်တယ်ပေါ့နော်။ glucose ကိုစုပ်ရင်းနဲ့ sodium ကိုစုပ်တဲ့ဒီစနစ်ကမပြတ်စည်းဘူးဆိုတာတွေ့လာတယ်။ဒါဒါစားရဲ့အခြေခံသဘောတရားပါ။ဒါမှမဟုတ်ကျွန်တော်တို့ကဒီ ဓာတ်ဆိုင်မှာပါလဲဆိုလို့ရှိရင်ဂလူကို့စ်ပါတယ်နော်တကြားပေါ့နော်ဆိုဒီယမ်ပါတယ်ပေါ့နော်ဆိုဒီယမ်စားပေါ့ပိုတက်ဆီယမ်လည်းပါပါတယ်အခုဆိုပိုတက်ဆီယမ်ကလိုရိုက်ပါတဲ့တယ်ဆိုဒီယမ်စီထရိတ်ပါတယ်အဲ့တော့ဓာတ်တွေကိုအချိုးကျကျထည့်ပေးလိုက်ရင်နော်ဥရီးယားရောင်ရမ်းနေတဲ့အချိန်မှာတောင်ဆိုဒီယမ်ကိုဂလူကို့စ်ကိုစုပ်ရင်ဆိုဒီယမ်ဟောစုပ်တယ်အဲ့ကရေဟောစုပ်တယ်ဒီနည်းအားဖြင့်ခန္ဓာကိုယ်ရဲ့ကိုအရေးပြန်လဲဖြစ်တင်တာကိုအသုံးပြုပါတယ် ဟောဒီလိုချိုးကြကြဖြော်ပြီးတော့တိုက်ကြွေးတာဟိုဒါဒါဆာရေးတိုက်တယ်လို့ခေါ်တယ်။ဒီဒါဆာရေးအကြောင်းဆိုရင်ကျွန်တော်တို့ကကလေးတွေရဲ့သေပြောင်းလို့နှုတ်ပေါ့နော်60နဲ့300ခန်းတို့အထိရှော့ချနိုင်တာတွေ့ရပါတယ်။ရစတဲ့တွေ့ရှိတော့ကတော့သူကဘာလဲဆိုဒီသွားတဲ့ဝင်းရဲ့ပမာဏတဲမှာပါတဲ့ဆိုဒီယမ်ပိုတက်ဆီယမ်စသည်ဖြင့် နဲ့တော်တော်လေးတူအောင်လုပ်တယ်ပေါ့နော်အဲ့လိုအဲ့ဒါကိုကျွန်တော်က O formula လို့ခေါ်ပါတယ်။တနည်းအားဖြင့် O formula မှာတော့ osmolarity လို့ခေါ်တော့ပေါ့နော်ပြည့်ပြည့်နှုန်းကများတယ်ပေါ့။ glucose လည်းနည်းနည်းများတယ်။ sodium လည်းပိုများတယ်။နောက်ပိုင်းဒီ2003ခုနဲ့2006ခုနဲ့ကြာမှာဘာတွေ့လာလဲဆိုတော့ဒီ low osmolarity ORS ဆိုတာတွေ့လာတယ်။တနည်းအားဖြင့်ဒီပါဝင်တဲ့ပြည့်နှုန်းနည်းသွားတော့ပေါ့နော်ပြည့်နှုန်းကိုလျှော့လိုက်တော့ဆိုလိုတာပါဝင်တဲ့ glucose ပမာဏကိုကျွန်တော်တို့က ရင်တော့20 gram နဲ့13.5 gram ပေါ့နော်ရှော့ချလိုက်ရင်ဆိုဒီယမ်ကိုရင်တော့ဆိုလို့3.5 gram ကနေပေါ့2.9 gram ပေါ့နော်ဒီလိုရှော့ချလိုက်အဲ့လိုရှော့ချကြရပြင်ဒီသူ့ရဲ့ပြင်နှုံး osmolarity လို့ခေါ်တာပေါ့နော်အဲ့ဒါရဲ့ညော့သွားတယ်အဲ့လိုပြင်နှုံးညော့တဲ့ဓာတ်စာကြီးကိုပြီးလို့ရှိရင်နော်ဒီဝင်းပြဝင်းရှော့ဖြစ်တဲ့အချိန်ပေါ့နော်ဆိုတာပမာဏပေါ့ဒီအချိန်ကာလပမာဏကို 25ရိုင်နှုန်းလောက်လျှော့ချပေးတယ်တကယ်လို့ကျွန်တော်တို့ကဓာတ်ဆိုင်နဲ့မအောင်မြင်ဘူးဆိုအကျော်စီးသွင်းရတာအဲ့တော့အကျော်စီးသွင်းရတဲ့နှုန်းပေါ့လေကျွန်တော်ဓာတ်ဆိုင်ရနေပြီးတော့ဟိုအကျော်စီးကိုပြောင်းရတဲ့နှုန်းကိုလည်း30ရိုင်နှုန်းလောက်လျှော့ချပေးတာတွေ့ရတယ်အဲ့တော့အဲ့ဒီအချိန်ကစပြီးတော့ဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ဒီ low osmolarity ORS လို့ခေါ်တဲ့ဒီပြင်နှုန်းလျှော့တဲ့ new formula ကိုသုံးဖို့အတွက်တိုက်တွန်းထားပါတယ် အလွယ်တူမှန်တော့ဒီခန္ဓာကိုယ်ကရေနဲ့ဓာတ်စားတွေဆုံးရှုံးသွားတယ်တော့ကျွန်တော်လွယ်လွယ်ပြောရင်တော့လေတော့ရေစားတိုင်းတော့စားတိုင်းတော့ရေစားတော့ပေါ့နော်။သူကရေတော့တယ်လို့တောက်ရမှာဆေးတော့တယ်လို့တောက်ရမှာမဟုတ်ပါဘူး။တော့တော်တော်များမိဘတွေကဘာပြောလဲဓာတ်စားရေးတိုက်လာဆိုတိုက်တယ်နော်ဒီဆေးတို့ပိုက်လင်းနဲ့ပါဇက်သေးကိုပြုတ်ကနေပြုတ်ကနေမနေတွန်းယူရတယ်ဆိုအဲ့ဒါမဟုတ်သေးဘူး။သူကရေလိုတောက်ရမှာရေစားတိုင်းတော့ဒီကမ္ဘာ့ကျမ်းမာရေးဖွဲ့ရဲ့တတ်မှတ်တဲ့ပမာဏပြောလို့ရှင်တော့သူနှစ်နှစ်အောက်ကလေးဆိုရင် ဝင်းတစ်ခါသွားပြီးတိုင်းဒီကပ်ပေါ့နော်ဆိုတော့ကျွန်တော်တို့သုံးတဲ့လက်ဖက်ပကံလေးပုံတစ်ပုံနဲ့တစ်ဝက်ထိတိုက်ခိုင်းနေတော့နှစ်နှစ်အထက်ကလေးဆိုလို့ရှင်တော့ကတ်တုတ်အိုရင်းပေါ့ဒီပကံလက်ဖက်ပကံလုံးတစ်ဝက်ကနေတစ်လုံးအပြည့်တိုက်ခိုင်းနေပေါ့ဒါပေမဲ့အများကြီးတောက်လို့လည်းအန္တရာယ်မရှိပါဘူးเนาะဒါအောင်ကျွန်တော်ကတော့ဟိုလွယ်လွယ်ကူပြောလို့ရှင်တော့ရေစားတိုင်းတောက်ရေစားတောက်ပေါ့နော်တကယ်လို့ तू ကဒီရေခန်းချောင်းမှုကောင်းဝိုင်းကလေးကလည်းတိတ်ရေမစားတော့အဲကြလည်းတောက်တာလည်းပြန်နေသွားမယ်ဆိုတော့ ိတ်ပြဿနာမရှိပါဘူး။ကဲအဲ့ဒါလည်းကျွန်တော်တို့တွေ့ရပါတယ်။ဓာစာရည်ဆိုမတောက်ဘူးပေါ့နော်။အဲ့တော့မိဘနေနေတော့ဓာစာရည်ကတကယ်ကိုအရေးကြီးတဲ့အရာပါ။နည်းနည်းချော့မော့ပြီးတော့တိုက်ဖို့ကောင်းတယ်ပေါ့နော်။ငယ်လို့ဒီအရေးခန်းချောက်မှုကိုကုသမှုကတော့ရန်အရေးကြီးပါ။ဓာစာရည်မတောက်လို့ရှိရင်တော့ဒီဓာ ဒီတချို့ food base ors လို့ခေါ်တော့ဗောနော်အရင်အရင်လဲတီထွန်းမှုစ조사ပါတယ်အစားအသောက်ပုံမှာဖြည့်ဆွက်တဲ့ဟာဗောနော်ဥပမာဆံမြုပ်ကျဲကျဲကိုစားခတ်တောက်တယ်ဆွပြုတ်ကျဲကျဲစားခတ်တောက်ရင်လဲဒေါက်ဆာရေတောက်တယ်လို့မျိုးအကျိုးရှိပါတော့အုံသိအုံရေဗောနော်အုံသိရေဆိုလို့ရှင်လဲဒေါက်ဆာရေနဲ့ပမာဏလေးတူတော့တစ်ခါလေကျွန်တော်တို့ကဒီဒေါက်ဆာရေလုံးဝမတောက်တဲ့ကလေးဆိုတော့အုံသိရေတိုက်ခိုင်းပါတယ် ဇမိုင်းဖွဲ့ရဖော်မြူလာတိုင်းထုတ်ထားတဲ့ဓာတ်စာရေးကတော့ဝင်ပြဝင်လျှော့ဖြစ်ရင်အသင့်တော်ဆုံးပါပဲ။ပါဝင်ညမှာရနေတဲ့အားဖြည့်ချွေရည်တွေပေါ့နော်။တချို့အားဖြည့်ချွေရည်တွေရှိပါ့။ဒီမှာအာကစားလို့လို့ချွေထွက်တာနော်လမ်းလျှောက်လို့နွေရာဒီမှာအပူဒဏ်လွန်ကဲလို့ချွေထက်တာမှာတုံးတဲ့အားဖြည့်ချွေရည်တွေရှိပါ့။အဲ့မှာတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီပြင်ဟိုဒီရလာရှိအောင်ပေါ့နော်။ပြင်ပမှာတုံးနေတဲ့ချွေရည်တွေလည်းရှိတယ်။ အဲ့ဒီအရာရဲ့ပြဿနာကဘာလဲဆိုသူတို့ကဂလူကိုစများပြီးတော့စားတက်ကနေတယ်။ဟိုခုနလိုဓာစာကြီးမှလိုမျှတာတဲ့ဒီခန္ဓာကိုယ်ကဆုပ်ယူမှုအတွက်အကောင်းဆုံးအကျိုးစားမဟုတ်။အဲ့ကြတော့ဘာဖြစ်လဲဆိုဓာရီကိုတောက်လိုက်လို့ရှိရင်ဒီတရားဓာတ်ကပိုးနေမှာ။အဲ့တော့မဆုပ်တဲ့တရားဓာတ်ကဒီဥမာကြီးထဲမှာကျရင် ရေကိုပြန်ဆွဲတဲ့အခါကျတော့ဝင်းသွားတာကိုပို့ပြီးတော့ဖြစ်စေနိုင်ပါလား။ တော့ဖြစ်နိုင်တော့ကျွန်တော်တို့ဓာတ်စာရည်ကိုတိုက်တာပဲကောင်းပါတယ် software တွေအဖြစ်အဖြစ်ချူရည်တွေတိုက်တာကတော့ဒီဝင်းပြက်ဝင်းရှော့အတွက်တော့သုံးမဝင်လှပါဘူးဘူဘာတစ်ဆိုတာကတော့အဲသဘာဝအပြင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဘက်တီးရီးယားပေါ့နော်ဒီဒါလည်းရှိသင့်ရှိတတ်တော့အကျိုးပြုဘက်တီးရီးယားလို့ခေါ်ပါတယ်တခါတည်းမှာဒီဝင်းပြက်ဝင်းရှော့ဖြစ်တဲ့အခါမှာ ဝင်လာတဲ့ယောဂပိုးတွေကြောင့်ဖြစ်စေအဲကုသပေးတဲ့ဆေးတွေကြောင့်ဖြစ်စေဘက်တီးရီးယားအကျိုးပြုဘက်တီးရီးယားတွေတည်သွားတာရှိပါတယ်။အဲ့ဒါတွေကိုပြန်ပြီးတော့ဖြည့်ပေးတဲ့ဟာကို probiotic လို့ခေါ်ပါတယ်။အဲဒီ probiotic လေးတွေကဓာတ်စာမဟုတ်ပါဘူး။ဆိုတော့ဓာတ်စာရည်လိုအနိုင်တယ်မရှိပါဘူး။တစ်ခါလေကြမိဘတွေကတော်တော်လေးမှားနေတာတွေ့ရတယ်။ဒါတွေကကလေးဓာတ်စာလို့ယူဆနေတာတွေ့ရတယ်။အင်တာအန်ရကြီးမားတဲ့အမှားပါ။ဘာလို့ဆိုဒီ probiotic probiotic တွေကနော် ီခန္ဓာကိုယ်မှာဒီဝင်သွားလို့ရှိရင်ဝင်သွားတဲ့အချိန်ပေါ့နော်အချိန်နဲ့အချိန်ကိုရောကြစေနိုင်တယ်တချို့သော probiotic ပေါ့နော်ရောကြစေနိုင်တယ်ဆိုတဲ့သုတေသနာရှိပါတယ်ဒါပေမဲ့အဓိကကုသမှုမဟုတ်ပါဘူးအဓိကကုသမှုကကျွန်တော်ပြောခဲ့သလိုဒီအရေခန်းချက်မှုကိုကုဝကုသပါဖြစ်ပါတော့လိုအပ်လို့ပါဇက်ကတိုင်နိုင်လို့ရှိရင်ဓာတ်စားရည်မဝင်ဘူးကြိုက်လို့မရတဲ့အခြေအနေဆိုအကျိုးသေးသွင်းတယ်ဒါတွေကအဓိကကုသမှုပါ probiotic prebiotic တွေအားဒီအထောက်ကူတာဖြစ်ပါတယ်အဓိကကူတာမဟုတ်ပါဘူးအဲ့ဒါတွေကိုခုပေးနေပြီးတော့ဒါဟုတ်ဒါစားလို့အနေနဲ့ပေးနေလို့ဒီလုံလောက်တဲ့အရင်နဲ့စားတတ်ဖြစ်တော့မရရင်တဲ့အနေရရှိပါတယ်ဒါဒီအင်တန်ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ် ီဝင်းပြန်ဝင်းလျှော့တွေကတော့များသောဖြင့်ကူးဆက်မှုပါတွေဖြစ်ပါဘူးเนาะအဲ့တော့ကူးဆက်မှုဆိုတာတော့ဒီများသောဖြင့်ဝင်းသွားတဲ့လူကယောဂဘိုးကဝင်းထဲမှာမစင်ထဲမှာပါတဲ့အဲ့ဒီကနေတနည်းနည်းနဲ့ပေါ့နော်ဆိုတော့ရင်ကောင်အဖြစ်ဖြစ်မဲ့ကိုကိုရဲ့လက်ကဖြစ်ဖြစ်မဲ့သူများဂိုင်တဲ့စားတောက်ပစ္စည်းတွေဖြစ်ဖြစ်မဲ့เนาะအဲနောက်တစ်ယောက်ရဲ့ပါဇက်ထဲပြန်ဝင်ပြီးတော့ကူးဆက်တာပါတနည်းအားဖြင့် figure oral route လို့ခေါ်တာပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီຢာတွေရဲ့ကုသမှုကိုเนาะကာကွယ်မှုကိုလုပ်တဲ့အခါမှာတန့်လေးတန့်လို့ပါเนาะဆိုတော့ရေတန့်ပေါ့ရေတန့်ဆိုတာတောက်သုံးတဲ့ရေဟာအင်မတန်တန့်ရမယ်เนาะအဲရေတန့်တောက်ရင်တောက်မတောက်ရင်ကြိုးချက်ပြီးသားရေကိုတောက်ရမှာเนาะရေတန့်အစာတန့်ပေါ့เนาะစားတော့စားတဲ့အခါမှာပူပူနွေးနွေးစားမယ်တန့်တန့်ချင်းချင်းစားမယ်အထူးဖြင့်ရင်သားစာအောင်မစားမိဘူးအရေးကြီးပါအထူးဖြင့်ရင်ကောင် ကြိုက်တဲ့အသေးနံတွေပေါ့เนาะဆိုတော့ဖီရီတို့နန်းနတ်တီတို့တည့်ရတီတို့လို့ဆိုရင် လက်ရန်တတ်မှုလိုတယ်။နောက်ရင်ကောင်းမနာဖို့လုံးဝလိုပါ။မြို့မဆိုရင်ကောင်းတိုင်းခုနလိုယောဂဘူဝဝင်ပါပေါ့နော်။အဲ့တော့ရေတန်အစာတတ်လက်တန်ပေါ့နော်ဆိုလိုတာအစာမစားခင်မှာသေချာလက်ကိုဆေးကြောရမယ်ဒီဆေးကြောတဲ့အကျင့်ကိုလုပ်ရမယ်လက်သေးတွေရှင်းမနေရဘူးပေါ့နော်အဲ့လိုပဲဒီအစာမစားခင်ဆေးကြောသလိုအိမ်သာသုံးပြီးတဲ့အခါကျလို့ချင်းလဲဒီအိမ်သာဆင်းပြီးတဲ့အခါမှာလက်ကိုသေချာစပြန်နဲ့ဆေးကြောရပါမယ် အိန္ဒာတန်ပေါ့နော်နောက်တန်တကူကအိန္ဒာတန်ရှင်တန်တန်ရှင်တဲ့အိန္ဒာကိုသုံးမယ်နော်သူဖြင့်ရင်းလုံးအိန္ဒာသုံးဖို့လိုပါတယ်နော်အဲ့တော့ဝင်းပြက်ဝင်းလျှောယောဂါဆိုရင်တော့ဘယ်ဝင်းပြက်ဝင်းလျှောယောဂါမဆိုကာဝယ်မှုမှာဒီကြကြတာတော့အဲတန်လေးတန်ပါပဲအစာတန်ရေတန်အိန္ဒာတန်လက်တန်ပေါ့နောက်ထပ်ကာဝယ်မှုကိုပြီးနိုင်တာတော့ကာဝယ်ဈေးတွေပါကျွန်တော်တို့ခုခါဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့မြို့သားကာဝယ်ဈေးလို့စီမံချက်မှာဆိုရင် 2လနဲ့4လကလေးတွေရူတာဗိုင်းရပ်စ်ကဝယ်စီတိုက်ကျွေးပြင်းနေပါလေဒါအပြင်းမှာဆိုတော်တော်ဈေးကြီးတဲ့ဈေးပါအခုဒီလိုတိုက်ကျွေးတဲ့ဒီရူတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ဒီဝင်းပြက်ဝင်းရှော့တွေကအများကြီးကိုကျသွားပါလေအဲ့ဒီလိုပဲဒီအခြားကဝယ်စီတွေဖြစ်တဲ့ဒီစုံစုံကြံ့ကြာမေးခိုင်ပိုလီယိုဆိုလည်းဝင်းပြက်ဝင်းရှော့ဖြစ်နိုင်တယ်အဲဝက်သက်ဆိုလည်းဝင်းပြက်ဝင်းရှော့ဖြစ်နိုင်တယ်အဲ့တော့ဒီမျိုးသားကဝယ်စီတို့စီမံချက်မှာပါတဲ့ဒီကဝယ်စီတွေကိုစနစ်တကျထိုးထားတယ်ပြေဝထိုးထားရင် ီဝင်းပြဝင်းချောကကွယ်ရလဲရောက်ပါပါလေကလေးကဒီဝင်းပြဝင်းချောကတော်တော်အဖြစ်များတဲ့ယောဂပါပဲကျွန်တော်တို့ဆေးရုံဆေးကမ်းမှာအဲလာပြတဲ့လူနာတွေထဲမှာဆိုရင်ဒီအသက်ရှူလမ်းကြောင်းဆရာယောဂပိုးဝင်တာပေါ့နော်ဆိုလိုတာအနာစီချောင်းဆိုယောဂတွေပြီးရင်ဒီဝင်းပြဝင်းချောကဒုတိယအများဆုံးယောဂဖြစ်ပါတယ် ဒီယောဂမှာအဓိကကုသမှုကရေခမ်းခြောက်မှုကိုကုသဖို့လိုပါတယ်ကုသတဲ့နေရာမှာလည်းဒီတော်တော်များများတော့ဒီဓာတ်စာရေကိုစနစ်တကျပေါ့နော်စနစ်တကျသုံးတတ်တယ်စနစ်တကျဖြော်ရမယ်သူအချိုးစားတိုင်းဖြော်ပြစ်ပြီးဖြော်လို့လည်းမရဘူးကျဲပြီးဖြော်လို့လည်းမရဘူးနော်ရေစားတောက်သုံးပြီးတော့သူကဒီခန္ဓာကိုယ်ရဲ့အရေးခမ်းခြောက်မှုကိုကုသပြီးလို့ရှိရင်ဒါအဓိကကုသမှုအနေနဲ့အများကြီးအကျိုးရှိပါတယ် probiotic ထုတ်ကလေးတွေကတဆာရေမဟုတ်တာကိုလည်းတည်ထားစေချင်ပါတယ်။ကာကွယ်မှုအနေနဲ့တော့ဒီတန်လေးတောင်ဂယူဆိုင်မယ်။ဒီကာကွယ်ဈေးတွေပေါ့နော် မြို့သားကာကွယ်ဈေးထိုးစီမံချက်အရအဲဒီအသုံးဝင်တဲ့ကလေးတွေရဲ့ကာကွယ်ဈေးတွေကိုပြည့်ဝပေးထားခြင်းအပြင်လည်းအများကြီးကြိုးရှိနိုင်မှာ။နောက်ထပ်အများကြီးကြိုးရှိတာတော့မိခင်တို့ကိုစနစ်တကျတိုက်ကြွခြင်းဖြစ်ပါနော်မိခင်တို့6လအထိမိခင်တို့မှတပါးတခြားရေတို့ စားတော့တယ်မကြွေးပဲတိုက်လို့ရှင်လဲဝင်ပြက်ဝင်ချောဖြစ်တာအင်မတန်နေတာကိုတွေ့ရပါတယ်မိခင်တို့နှစ်နှစ်ထိအနည်းဆုံးတိုက်တွေ့သင့်ပါတယ်ဒါဒီလဲဒီဝင်ပြက်ဝင်ချောယောဂမဖြစ်ပွားစေရနဲ့ဝင်ပြက်ဝင်ချောယောဂဘေးရနေပြီးတော့ကလေးသူငယ်တွေအသက်အန္တရာယ်မရှိရမှာအောင်ကာကွယ်တဲ့နေရာမှာအင်မတန်သုံးဝင်တဲ့ချက်ဖြစ်ပါတယ်ကလေးသူငယ်များအားလုံးဒီဝင်ပြက်ဝင်ချောယောဂဘေးရကျေးဇူးပါစီလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာပါတယ်